မားတို့ရဲ့တကြံနေတော့မသိကျွန်တော်တို့ရဲ့တကြံနေကိုချက်ရှုံတော့ဒီမိုကရေစီနိုင်ငံ နေပြည်တော်တွင်လမ်းလျှောက်တကြံအားအေးတကြံအဖြစ်ပြောင်းလဲကျင်းပမည်ယခုနှစ်တွင် ကျင်းပမည်နေပြည်တော်လမ်းလျှောက်တကြံအားအေးတကြံအဖြစ်ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်းသိရသည်နေပြည်တော်လမ်းလျှောက်တကြံကျင်းပမည် area တွင်ရေအေးတကြံနှင့်စတုတ္တိတာမန်တက်တည်ဆောက်နေမှုကို AP7 တရက်နနက်ပိုင်းကပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မောင်ဦးတွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်ယခုနှစ်နေပြည်တော်လမ်းလျှောက်တကြံတွင်မြမရိုးရာတာတကြံအား UNESCO ၏လူသားမျိုးနွယ်ကိုစားပြုတဲ့မဲ့ယဉ်ကျေးမှုအမွေနှစ်စည်းဝင်အဖြစ်သတ်မှတ်ခံရသည်ကိုအတိမတ်ပြုသည့်အနေဖြင့်ဂုံပြုကျင်းပမည်ဖြစ်ပြီးနေပြည်တော်လမ်းလျှောက်တကြံတွင်ကဏ္ဍများအနေဖြင့်မြမတနက်ခါယဉ်ကျေးမှုတလေအားလူသားမျိုးနွယ်ကိုစားပြုတဲ့မဲ့ယဉ်ကျေးမှုအမွေနှစ်စည်းဝင်အဖြစ်ပါဝင်နိုင်ရန်ကြိုးပမ်းဆောင်ရွက်နေမှုကိုဂုံပြုသောအဖြစ်တနက်ခါလိမ့်သည့်တရုတ်ဖော်ခြင်းတက်ကြီးရွယ်အိုများအားခေါင်းလျှော်ပေးခြင်းခြေသေးလက်သေးလှိဖြက်ပေးခြင်း နေ့စဉ်နနက်ညနေစတူတီတာအဖြစ်တကြံထမင်းမုံလုံးရေပေါ်ရွှေရင်အေးစနွေးမကင်းကြောက်ကြောဖြော်ရေ မုတ်လက်ဆောင် ရွှေကြည်တာကူကျိုးအုံလို့ကြောက်ကြောစသည်လိုကျွေးမွေးခြင်းမြမရိုးရတကြံအစင်လာနှင့်အညီတပြေခက်ဖြစ်ရေဘက်ကစားခြင်းကဏ္ဍများသာပါဝင်မည်ဖြစ်ကြောင်းသိရသည်